နောက်တစ်ခုကကြတော့နှလုံးသွေးကြောချင်းယောဂကိုဘာစင်းမှမတောက်ဖဲနဲ့ပြအောင်ကုလို့ရလားဆိုတဲ့ဟာလေးကိုလည်းပြောပြချင်ပါတယ်ပထမဆုံးနှလုံးသွေးကြောချင်းเนี่ยဆိုတာဘာလဲပေါ့เนาะနှလုံးသွေးကြောချင်းเนี่ยဆိုတာတော့ခန္ဓာကိုယ်မှာဥမာဟိုမျက်နှာဆိုလဲမျက်နှာကိုတွားရဲသွေးကြောတွေရှိရဲလက်ဆိုလဲလက်ကိုပေးရဲသွေးကြောတွေရှိရဲနှလုံးသွေးကြောဆိုတာလဲနှလုံးကိုပေးနေရဲသွေးကြောတွေပေါ့เนาะအဓိကအဖြစ်ပါလဲဆိုရင် right coronary artery ရဲ့ left main coronary artery ရဲ့အဲအောင်မှာနှချောင်းထပ်ခွဲထားသေးရပေါ့เนาะဆိုတော့နှလုံးသွားနေတဲ့သွေးကြောတွေရှိပါတယ်အဲ့ဒီသွေးကြောတွေပေါ်မူတည်ပြီးတော့ဘယ်အချောင်းပိတ်လဲပေါ်မူတည်ပြီးတော့တချောင်းပိတ်လားနှချောင်းပိတ်လားဘယ်လောက်ပုံမှန်အားထိပိတ်လဲဆိုပြီးတော့ပြောရဖြစ်ပါတယ်တခုပြောချင်တာကနှလုံးသွေးကြောကျင်းတာနဲ့ပိတ်တာနဲ့ကမတူပါဘူးကျင်းပြီးမှပိတ်တော့တာပါဆိုတော့နှလုံးသွေးကြောကဘာကြောင့်ကျင်းတာလဲဆိုပြီးတော့ပြန်ကြည့်လိုက်တဲ့အခါမှာတဲ့ နှလုံးသွေးကြောကျင်းတယ်ဆိုတော့သွေးကြောတစ်ချောင်းကျင်းဖို့ကသူကသွေးကြောအဆင်အောင်အကောင်းကြီးကွာဒါပေမဲ့သွေးထဲမှာအဆီတွေများလာရင်အဆီတွေကသွေးကြောနံရံတွေမှာစုတာစုရင်စုရင်စုရင်နဲ့သွေးကြောကတဖြည်းဖြည်းနဲ့ကျင်းလာပြီးတော့သွေးစည်းစည်းမှုလမ်းကြောင်းကကျင်းသွားတာပဲဖြစ်ပါတယ်သွေးကြောကွာစဉ်းစားကြည့်နှလုံးမှာပဲရှိရမှာတကူလုံးမှာရှိတယ် အဲ့တော့ဒီတွေနှလုံးမှာမှာလာစုဖို့ဆိုရဲအဲ့အစီတွေကတခြားနေရာလဲစုနေနိုင်တယ်လीအဲ့တော့နှလုံးမှာကြီးပဲလာပြီးတော့ပြေးဖို့ဇာပြီးတော့စုဖို့ဆိုတာတရက်တမနဲ့ထဲတော့မပြစ်နိုင်ဘူးအချိန်လေးသူကယူတယ်အ ਨੇ ဆုံးနှစ်40လောက်ယူတယ်နှလုံးကြိုးကြောချင်းတဲ့သူတွေကိုကျင်အရင်ကတော့အသက်ကြီးတဲ့သူတွေဖြစ်တာများတာပေါ့နော်အဲ့လိုအာ90လောက်ဖြစ်တယ်ပေါ့နော်အခုကျတော့အသက်ငယ်ငယ်ယူရဲဆက်လက်တောက်တဲ့သူတွေမှလည်းဖြစ်တယ်ပေါ့ဒါပါတော့အကြမ်းမပြောမှဆိုရင်အသက်40လောက်ဆိုရင် စပြီပေါ့နော်။ဒါဆိုတော့နှလုံးသွေးကြောခြင်းယောဂါကိုမဖြစ်စေဖို့အတွက်ပြင်ဆင်ခြင်းအနည်း40ရှိတယ်လို့ပြောလို့ရပါတယ်။အထားကကျွန်တော်ဖြစ်သွားပြီဆရာမအဲဘာလို့လို့ရလဲ။ဆိုတော့နှလုံးသွေးကြောထပ်မကျင်းရအောင်သွေးကြောနံရံတွေမှာအဆီမစုရအောင်ရှိပြီးသားအစီတွေကိုလည်းနဲအောင်ဆိုပြီးတော့ဆီအောင်နေသည့်သွေးတွင်းအစီကြစီဖြစ်တဲ့ statins အုပ်စုတွေပေးလိရှိပါတယ် အဲကျွန်တော်ဆေးတောက်နေရပဲဆိုပြီးတော့အစီထက်စားရတယ်အချိုတွေစားတာများတယ်ဆိုရင်လည်းဆေးရဲ့ကာကွယ်နိုင်ဇွမ်းကုသနိုင်ဇွမ်းကိုသူကရောကြစီပါတယ်အဲ့တော့ငါဆေးတောက်နေရပဲဆိုပြီးတော့ထပ်မစားဘူးတော့လိုပါရဲ့နောက်တစ်ခုလေ့ကျင့်ခန်းလုပ်ရမယ်လေ့ကျင့်ခန်းလုပ်ရမယ်လှုပ်လှုပ်ရှားရှားနေရပေါ့နော်အစီအချိုအငန်ရှော့စားမယ်စီကြောစားရေးရှော့စားမယ်လေ့ကျင့်ခန်းလုပ်တာဆရာမကြီးဂျင်သွားတာလားဆိုတော့မဟုတ်ဘူးဂျင်သွားဖို့အထီးမဟုတ်ဘူး ဥမာဘတ်ကားရှိရလို့ဆိုရင်တမတ်တန်လောက်ကျိုးပြီးတော့ဆင်းလိုက်တာမျိုးလေကားရှိရဟာဆိုရင်ဓာတ်လေကားမစီပဲနဲ့လေကားတက်တာမျိုးပေါ့နော်ကိုလက်လှူရှားချွေးဆိုးရဟာလေးပေါ့နော်ဆိုတော့အဲ့အလေးလုတ်ပေးလို့ရပါတယ်အစားအသောက်ထမှာကြိုက်တယ်လို့စားလို့ရတာဟင်းသီးခင်းရပဲရှိပါတယ်အဲ့တော့ ဟင်းသီးဟင်းရွက်ဆိုတော့ဒညင်းသီးတို့ဒူးရင်သီးတို့တော့စားလို့မရဘူးပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်မဝဘူးမဝဘဲနဲ့ဘိုက်ကလေးပူတာဆိုရင်လည်းလုပ်ဖို့လိုပါတယ်အဲ့ဘိုက်အစီချဖို့လိုပါတယ်ဘိုက်အစီဒီ insulin resistant ကိုပိုတက်စေပြီးတော့စီချိုယောဂါပိုဖြစ်တာဘာညာရှိပါတယ်အချက်ကကျတော့အရက်ဘီယာဆက်လိတ်ကလုံးဝဖျက်ဖို့လိုပါတယ်ဖျက်တင်နေပေါ့နော်ဆိုတော့အဲကျင်းနေတဲ့သွေးကြောကို အစီနဲ့ပိတ်တာဟုတ်ပါပြီ။သွေးခဲနဲ့မပိတ်ဘူးอ่ะ။အဲ့ဒါဆိုရင်တော့ तू อ่ะသွေးတို့လိုစီးကြိုလိုရှိခဲ့ရင်အဲ့သွေးတို့လိုစီးကြိုလိုနိုင်အောင်ထိမ့်မှရပါတယ်။သွေးတို့စီးကြိုတည်တည်ချာချာကုမယ်။ခါလေကြရင်ရှောင်းဝင်တွေက scoring တွေတွက်ပြီးတော့သွေးကျဲစီးပေးတာမျိုးလည်းရှိပါတယ်။အဲ့လိုမျိုးဆိုရင်လည်းကိုကတောက်ဖို့လိုတာပေါ့နော်။စီးမတောက်ချင်ဘူးဆိုရင်အနှစ်၄၀လောက်အနည်း40လောက်ကြိုတင်ကောက်ွက်လို့ရတဲ့အတွက်အစကကြိုတင်ပြီးတော့ပြင်ဆင်ပါ။နေချင်းလို့နေထားပြီးဒီရောဂါမဆာသေးဘူးဆိုရင်လည်း အခုချိန်လမ်းစပြီးတော့ကြိုတင်ကပွဲလို့ရရထုတ်လို့ရှာရှာနေတာတို့ဆက်လေးဆက်လေးအရက်ပြီးရဖြက်လိုက်တာမျိုးစီကြောသားရရှော့စားတာအစီအစိမ့်အငန်းအဲ့ဒီရှော့စားတာမျိုးလို့လို့ရပါတယ်အဲကိုကဖြစ်နေပြီဆိုရင်လည်းယောဂပုံမစွမ်းအောင်လို့အနေထိုင်ဆင်ကျင်ဖို့လိုပါတယ်ယောဂဖြစ်ပြီဆိုရင်တော့အနှစ်340လောက်ကိုနေခြင်းတို့လို့နေခဲ့ပြီးပြီနေခြင်းတို့လို့နေခဲ့လို့ဖြစ်လာတဲ့အတွက် ေးမတောက်လို့တော့မရပါဘူး။သွေးကြောချဲ့ပြီးလဲဆေးဆက်တောက်နေရအောင်မှာဖြစ်တယ်လို့နှလုံးသွေးကြောအစားထိုးထားလဲဆေးဆက်တောက်နေရမှာပဲဖြစ်ပါရဲ့ရှင်။အားလုံးကျေးဇူးတင်ပါတယ်။